မင်္ဂလာပါဒီကနေ့အောက်တိုဘာ3ရက်နေ့ဟာဆရာနာသိမ်းမှု1906ရက်မြောက်ဖြစ်ပါတယ်ဒီဘက်မှာလည်းသတင်းအချင်းတွေကိုတင်ပြနိုင်ဖို့စူးစီးထားပါတယ်ပရမအုံဆုံးရှမ်းမြောက်သတင်းကိုတင်ပြခြင်းပါတယ်ရှမ်းမြောက်အကြောင်းပြောရမယ်ဆိုရင်ပြီးခဲ့တဲ့အောက်တိုဘာ3ရက်နေ့မှာကြောင်မဲမြို့ကိုစစ်ကော်မရှင်တပ်တွေဝင်ရောက်နိုင်တဲ့အကြောင်းပြောရဖို့ရှိပါတယ်အနာသိန်းစစ်တပ်ဟာကြောင်မဲကိုပြန်ရဖို့အတွက်လေကြောင်းပုံးကျဲတာအစစ်မြစ်ဒရုန်းတွေတုံးတာပြီးတော့ဓာတ်ဝေဘုံလက်နက်ကြီးပစ်ကူတွေပါဒရဇက်တုံးပြီးတော့ မြေပြင်ကနေပါစစ်မှုထမ်းအင်အားအလုံးကြီးနဲ့ထိုးစစ်ဆင်ခဲ့တာလို့ TNL ဘက်ကပြောထားပါဗါဒ်အော်တိုဘာ၂ရက်မှာတော့စစ်တပ်လာအုပ်ခံဌာနဆိုင်ရာဝန်ထမ်းတွေဟာကားအစီးရေ20ကျော်နဲ့မြို့ရဲကိုဝင်ရောက်လာခဲ့ပါတယ်ဒါပေမဲ့ကြောင်မဲမြို့ကန်စစ်ဆောင်တွေကတော့မြို့ရဲကိုဝင်ရောက်ခွင့်မရကြသေးဘူးလို့ကာယကရှင်တွေကပြောပါတယ်အာနာဒိန်းစစ်တပ်ဟာဒီနောင်ချိုမြို့ကိုလည်းဇူလိုင်16ရက်နေ့မှာပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးအခုလက်ရှိမှာတော့ မိုးကုတ်နဲ့တီဘောဘတ်တွေကိုစစ်ကြောင်းထိုးဖို့အတွက်ဒီစုဖွဲ့မှုတွေပြုလုပ်နေတယ်လို့ကနဦးသိရပါတယ်။ဒါအတူပါပဲစစ်တပ်ဟာ TNL ထိန်းချုပ်ထားတဲ့နမတူမန်ဒုံတီဘောမျိုးတွေအပါအဝင်တချို့နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ထားပြီးအဲ့ဒီဖြစ်စဉ်တွေကြောင့်ပဲဒေသခံတချို့ထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပါတယ်။ဒါကြောင့်ပဲတီဘောမျိုးကန်တွေကြိုတင်စစ်ဆောင်နေကြပြီးတစ်ဖက်မှာလည်းအာနာသိန်းစစ်တပ်နဲ့တန်းတက် TNL တို့ အခုအော်တိုဘာလာထဲမှာထပ်ပြီးသွေးဆုံသွားဖို့ရှိနေပြန်ပါတယ်။အခုတော့ရခိုင်ဘက်ကိုသွားရအောင်ပါ။ရခိုင်သတင်းတွေဘက်မှာတော့ကြောက်ဖြူအပါအဝင်ရိုးမားနဲ့ထိစပ်နေတဲ့နေရာတွေရအခြေအနေကိုတင်ပြရဖို့ရှိပါတယ်။ဒီကြောက်ဖြူဘက်မှာတော့စစ်ကော်မရှင်တပ်တွေဟာအမှတ်30နှစ်ရဲတဲ့ရင်ပြီးတော့တညာဝတီရေတပ်စခန်းဌာနချုပ်ဘက်ကနေထိုးစစ်ဆင်တာကြောင့် ဂေါ်တူတောင်တန်းဝင်းကျင်နဲ့ဒီကလဘာရွာဝင်းကျင်တွေမှာတိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ဒေသအခြေစိုက်သတင်းဌာနတွေမှာဖော်ပြပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာ22ရက်လောက်ကစလို့စစ်ကော်မရှင်တပ်ဘက်ကတံပြန်စစ်ကြောင်းထိုးနေကြတာဖြစ်ပြီးရခိုင်နဲ့ထိစပ်နေတဲ့အမ်မင်ဘူလန်တောင်ကုတ်ပတောင်းလမ်းတွေမှာလည်းထိတွေ့မှုတွေဆက်ရှိနေပါဗျ။စက်တင်ဘာ28ရက်နေ့မှာတော့အေအေပါဝင်တဲ့ပူပေါင်းတပ်တွေကဒီမကွေးတိုင်းငဖဲမြို့နယ်ထဲမှာရှိတဲ့ နယ်ကံဗျူဟာအတွက်အရေးပါတဲ့ဂုတ်ကြီးရွာစခန်းကိုသိမ့်ပိုက်လိုက်ပါတယ်။အေတက်တီဟာစွန်တက်လင်းတဲလမ်းရွာနဲ့ဗဇီလွန်မျိုးနေရာတွေအထိကိုနယ်မြေစွန်းမိုးလာနိုင်ခဲ့ပြီးနယ်ကံဗျူဟာကိုလည်းဝိုင်းပတ်ပိတ်ဆို့ထားတဲ့အကြောင်းဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။အဲဒီနောက်ပိုင်းစစ်တပ်ဟာဗရန်မျိုးနယ်မာဆာခ905တက်တီကနေနယ်ကံဘက်ကိုစစ်ကားအစီးရေ20ကျော်နဲ့ခြေလင်းစစ်ကြောင်းတွေအထိပါစစ်ကူပို့ခဲ့ပြီးလေကြောင်းကနေလည်းဒရဇက်ဘုံကျဲတိုက်ခိုက်နေတဲ့အကြောင်း ရှေ့တန်းနဲ့နီးစပ်သူကပြောပါတယ်။ဒါအသူရခိုင်ပြည်နယ်တောင်ကုန်းနဲ့ပဲခူးတိုင်းပဒောင်မြို့နယ်အကြားကရိုးလန်းဒီပေါ်မှာလဲတိုက်ပွဲတွေဆက်ရှိနေကြောင်းသတင်းရင်းမြစ်တွေကပြောပါတယ်။အခုတော့ကချင်ဘက်ကိုသွားရအောင်ပါ။ကချင်ဘက်မှာတော့ဗမော်မှာမြေပြင်တိုက်ပွဲတွေခဏငြိမ်နေတာကနေစတင်မှာလာကုန်ပိုင်းလိုက်မှာတော့ထိတွေ့မှုတွေရှိလာပြန်ပါတယ်စတင်မှာ30ရက်မှာတော့ KIA ကထိုးစစ်ဆင်ခဲ့ပြီ စစ်တပ်ရဲ့စစ်လက်နက်တပ်စုဆဆနာ641ကာကင်းနဲ့3မိုင်2မိုင်ဝင်းကျင်မှာရှိတဲ့ကာကင်းကိုသိမ်းပိုက်နိုင်ခဲ့တဲ့အကြောင်းသိရပါတယ်။ဒါပေမဲ့အဲ့စခန်းနေနာမှာတိုက်ပွဲဆက်ရှိနေပြီးခလာရ49ဝင်းကျင်မှာလည်းထိတွေ့မှုတွေရှိနေတယ်လို့ KAI ဘက်ကပြောထားပါတယ်။ဗမုံမာကတော့မြေပြင်တိုက်ပွဲမရှိချိန်မှာတော့လေကြောင်း drone နဲ့လက်နက်ကြီးပစ်ခတ်မှုတွေကနေတိုင်းဒီပါဆက်ရှိနေတာဖြစ်ပါတယ်။ဒါအတူပါပဲ။ ဒီဝိုင်းမော့မြို့နယ်ထဲမှာလဲစစ်ကော်မရှင်တပ်တွေကစစ်ကြောင်းထိုးလို့လမ်းမြန်ရွာဝင်းကျင်မှာအောက်တိုဘာ၂ရက်နေ့ကစလို့တိုက်ပွဲပြန်ဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်ဝိုင်းမော့ဘက်ကအသေးစိတ်အခြေအနေတွေကိုတော့ DVV ကစုံစမ်းနေတုံဖြစ်ပါတယ်အခုတင်ပြခဲ့တာတွေက DVB ကစူးစီးရရှိသလောက်ပဲဖြစ်ပြီးဒေသခံတွေဒေသအခြေဆိုင်သတင်းဌာနတွေတာဝန်ရှိသူတွေရဲ့ပြောပြချက်နဲ့ထုတ်ပြန်ချက်တွေကိုကိုးကားထားတာဖြစ်ပါတယ်။ ောက်ဆက်သွဲသတင်းတွေကိုတော့ DVV ရဲ့ website facebook နဲ့ youtube channel တွေမှာအချိန်နဲ့တပြေးညီဖော်ပြပေးနေပါတယ်ခင်ဗျာ။